ုလသမဂ္ဂအထူးညီလာခံမှာလက်ကိုရီးယားနိုင်ငံသား၏ဒုတိယဝန်ကြီးကင်ဆွန်ဂရောင်းကသူ့နိုင်ငံရဲ့နျူကလ িয়ার စီစဉ်မှုဘယ်တော့မှလက်လွတ်မှာမဟုတ်ဘူးလို့တင်းတင်းလာနေမှာပြောကြားလိုက်ပါတယ်။ဒါ2018ခုနှစ်နောက်ပိုင်းလက်ကိုရီးယားနိုင်ငံပြုံယမ်းမျိုးတော်ကနေရရှိသူဦးကိုကမ္ဘာကောင်းဆောင်တွေရဲ့ဒီနှစ်ပတ်လည်အစည်းအဝေးကိုတိုက်ရိုက်စီလုပ်ပြီးမိန့်ခွန်းပြောတာပထမဆုံးအကြိမ်လေးဖြစ်ပါတယ်။ဒုတိယဝန်ကြီးကင်ကသူ့ရဲ့မိန့်ခွန်းမှာ DPRK ကိုနျူကလ িয়ার ဖြတ်သိမ်းပြီးအားပေးတာဟာအချုပ်ကြအာဏာနဲ့ရှင်သန်ရည်တည်ပိုင်ခွင့်ကိုဆွတ်လွတ်ခိုင်းတာ ဖွဲ့စည်းပုံအခြေခံဥပဒေကိုချိုးဖောက်ခိုင်းတာနဲ့အတူတူပဲလို့ပြောကြားခဲ့ပါတယ်။ဒီကြေညာချက်ဟာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကမြောက်ကိုရီးယားကောင်းဆောင် ကင်ဂျုံအွန်နဲ့ဒီနှစ်အတွင်းတွေ့ဆုံကျင်တယ်လို့ပြောကြားပြီးတလအကြာမှာထွက်ပေါ်လာတာပါ။သမ္မတထရန့်ရဲ့ဇန်နဝါရီလကသမ္မတရာထူးပြန်လည်ရယူပြီးနောက်ပိုင်းကင်ဂျုံအွန်ဟာသမ္မတထရန့်ရဲ့ရခင်သမ္မတတပ်တန်းကကျူးပန်းခဲ့တဲ့တိုက်ရိုက်တန်တမာရေးကိုပြန်လည်ဆက်တင်မှုထက်ခါတလဲလဲတောင်းဆိုမှုတွေကိုလစ်လျူရှုထားခဲ့ပါတယ်။ ဒါပေမဲ့ပြီးခဲ့တဲ့ဘက်ကတော့ကင်ဂျုံအွန်ကအမေရိကန်ဘက်ကနျူကလ িয়ার လက်နက်ဆွတ်လုပ်ဖို့တောင်းဆိုလာကိုရပ်တန့်မယ်ဆိုရင်ဆွေးနွေးပွဲတွေကိုရှောင်ရှားစေရာအကြောင်းမရှိဘူးလို့ပြောကြခဲ့ကြောင်းနိုင်ငံပိုင်မီဒီယာကဖော်ပြခဲ့ပါတယ်။မြောက်ကိုရီးယားဟာ2006ခုနှစ်ကတည်းကကုလသမဂ္ဂလူကြိုရေးကောင်စီရဲ့ပိတ်ဆို့အရေးယူမှုတွေအောက်မှာရှိနေတာပါ။ဒါပေမဲ့အခုကမှတော့ရုရှားနဲ့တရုတ်တို့ကလူသားချင်းစာနာမှုဆိုင်ရာအကြောင်းပြချက်နဲ့ဆွေးနွေးပွဲတွေပြန်ဆနိုင်အောင်ဒီပိတ်ဆို့မှုတွေကိုဖြေလျှော့သင့်တယ်လို့အခိုင်အမာပြောဆိုနေကြပါတယ်။ အထူးသဖြင့်ရုရှားဟာယူကရိန်းကိုကျူးကျော်ပြီးနောက်ပိုင်းမြောက်ကိုရီးယားနဲ့တန်တမာရေးစီဆက်ဆံမှုတွေကိုပုံမှန်လေးကစွာတိစောက်လာခဲ့ပြီးကောင်းဆောင်နှုတ်ဦးနိုင်ငံချင်းချင်းတွားရောက်လည်ပတ်ခဲ့ကြပါတယ်။